အားလုံးမင်္ဂလာပါ Cocaine the Football Show ရင်ကျူတူပါတယ် BBC ရဲ့ Transfer Gossip ကဏ္ဍမှာပေါ်ပြထားတဲ့ဘောလုံးအပြောင်းအရွှေ့သတင်းတွေကိုတုံးသက်ဆွေးနွေးမှုလုပ်လိုက်အောင်ခင်ဗျာပရမဒွန်ဒရင်းကတော့ featuresdotnet ကပေါ်ပြထားတဲ့သတင်းပဲဖြစ်ပါတယ် Manchester United အသင်းဟာနွေရာသီမှာ Barcelona တိုက်စစ်မှု Rafinha ကိုခေါ်ယူဖို့အတွက် Euro 80ပေါင်58.6သန်းနဲ့ Barcelona ကိုကမ်းလှမ်းခဲ့တယ်လို့သိရပါပါခင်ဗျာ ဒါတော့စပိန်ဘက်ကသတင်းရင်းမြစ်တစ်ခုရဲ့ဖော့သတင်းတက်တက်လို့ပဲထင်ပါတယ်။ဘာကြောင့်ဖော့သတင်းလို့ထင်တယ်လဲ။ဘာကြောင့်မဖြစ်နိုင်ဘူးလဲ။ဆက်လက်ဆွေးနွေးလိုက်အောင်။ Manchester United အသင်းပိုင်ရှင်သစ် Sir Ratcliffe တီအရင်တော့လိုမျိုးအသက်အရွယ်ကြီးရင်နေတဲ့ကစားသမားတွေကိုပြောင်းရွှေ့ကြီးအများကြီးပေးပြီးလောက်ခပမာဏအများကြီးပေးပြီးခေါ်ယူဖို့ဆိုတာလုံးဝမဖြစ်နိုင်တော့ပါဘူး။အရင်တော့ United အသင်းရဲ့ transfer policy တွေနဲ့လည်းမတူတော့ဘူး။ strategy ကလည်းပြောင်းသွားပြီ။ဘာမှမကြည့်နဲ့ ဒီဇန်နဝါရီပြောင်းရွှေ့ကာလမှာသူတို့ခေါ်ယူခဲ့တဲ့ကစားသမားတစ်ယောက်ပဲရှိတယ်။အဲ့တစ်ယောက်တည်းကအခုချိန်မှာမှန်ကန်နေတာကိုတွေ့ရပါတယ်။ပြောင်းရွှေ့ကြီးကလည်းအများကြီးမတုံးအောင်ဒီချိန်မှာရာဖီညာလိုအသက်30နာကတ်နေတဲ့အချို့ ကုံတော့မဲ့ကစားသမားတစ်ယောက်ကိုယူရိုတန်း90ပေါင်58ဒသမ6ဒန်းသုံးပြီးဘာလို့ဖို့တော့တနည်းနည်းနဲ့သုံးလို့ရရုံလောက်နဲ့ဒီလောက်အမောက်ပမာဏပေးပြီးကမ်းလန်းမယ်လို့လည်းမထင်ဘူး။ဒါကတော့ Manchester United မှာမဟုတ်ဘူး။မိသီးကလပ်ဒေမဆို ရာဖီညာကိုလောက်ကပမာဏတွေပေးပြောင်းရွှေ့ကြီးဒီလောက်အမောင့်ပမာဏတွေပေးပြီးကမ်းလှမ်းမှုပြုလုပ်မယ်လို့ကျွန်တော်မထင်ဘူးဒါကတော့ဘာစလနာဘက်ကဖွားတဲ့သတင်းလို့ပဲထင်တယ်ရာဖီညာကိုဒီနေ့ရသည်ဘာစလနာပေးသုံးနေတာအကြောင်းရှိတယ်ရာဖီညာကတော့ဒီနေ့ရသည်မကောင်းပြောရမုံတော့တကယ်ကိုကောင်းတယ်ချန်ပီယံလိမှာလဲရှေးဘာစလနာရဲ့အဓိကဂိုးတွေကိုသူပဲထမ်းဖို့ပေးထားတာလီဗာနိုစကီကအဲ့လောက်မဟုတ်တော့ဘူးလက်မိုင်းညမဲ့အထက်လဲပိုကောင်းတယ်ဒါကိုကျွန်တော်လက်ခံတယ်ကစားသမားကောင်းမဟုတ်ဘူးမကောင်းလို့ပြောတာမဟုတ်ဘူး သို့တော့အနာဂတ်ရေရှည်စီမံကိန်းအရာဒီလိုကစားသမားတွေကမဝယ်သင့်တော့ဘူးအထောင်တိုက်စစ်မှုမဟုတ်ဘူးဗျာထားပါတော့ Lewandowski တို့ဆိုရင်ဒါ30ကျော်ထိဂိုးတွေတွင်းနေတော့နော်ဟိုးရင် Bayern Munich မှာခရေက Rafinha ကျတော့အထောင်တိုက်စစ်မှုလည်းမဟုတ်ဘူးတောင်မန်ကစားသမားတောင်မန်ကစားသမားတွေကအသက်ငယ်ငယ်ရွယ်နဲ့ထွန်းတောက်တာ များလေးရှိတဲ့အတွက်28 29ဆိုတာဒါကဂိတ်ဆုံးဖြစ်သွားပြီ 30ကျော်သွားရင်ဘလူနီးနဲ့မှာသုံးလို့အဆင်မပြေတော့ဘူး။ဒါပေမဲ့ဘာစလိုနာကဘာကြောင့်သုံးပေးနေတယ်လဲဆိုတော့နောက်ရသည်မှာပို့ပြီးတော့စိတ်ဝင်စားအောင်နော်စိတ်ဝင်စားတဲ့ club တွေများအောင်ဒီကစားသမားရဲ့ goal contribution တွေများနေမယ်ဆိုရင်ကိန်းကနဲအချက်လက်တွေကောင်းနေမယ်ဆိုရင်ဝယ်ယူမဲ့ club တင်းတွေရှိလာနိုင်တယ်ဆိုတဲ့ရည်ရွယ်ချက်မျိုးပေါ်ပါတယ်။ဆိုတော့ဥရောပဘောလုံး club တွေကတော့အကုန်လုံးကငနက်တွေကြီးပဲပပနဲ့နဲ့နဲ့ကစားသမားခေါ်မှုကိုလုပ်လိုက်မယ်။ နောက်ဆုံး PSG လိုအသင်းမျိုးတော်မှ Kavra Scalia ကိုပဲခေါ်သွားတာကြည့်တိတ်ပြီးတော့အသက်ကြီးတဲ့ကစားသမားတွေကိုစိတ်ဝင်စားတော့ဘူး Premier League ရဲ့ club တွေကတော့ပို့ပြီးတော့နှက်တာပေါ့နော် အသက်ကြီးတယ်ဆွမ်းဆောင်ရင်ကောင်းရှိတယ်ဆိုရင်တော့မှပြောင်းရွှေ့ကြီးအလွတ်နဲ့ရမယ့်ကစားသမားမျိုးတစ်နှစ်လောက်ကျန်တဲ့ကစားသမားမျိုးကိုပဲသူတို့စိတ်ဝင်စားပါလိမ့်မယ်ဒီတို့ကြောင့် Rafinha ကိုတကယ်ခေါ်ယူမယ်ဆိုရင်တရင်ထွက်လာနိုင်တဲ့ club တွေက Manchester United ထက် Sorry Pro League club တွေပဲလို့ထင်ပါတယ် ဒီအတွက်ကြောင့်ဒီသတင်းကတော့ဖြစ်နိုင်ခြေ0%လို့ပဲကျွန်တော်ထင်ပါတယ်ခင်ဗျာကဲကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ Football Insider ကဖော်ပြထားတဲ့သတင်းဖြစ်ပါတယ် Man City အသင်းဟာ Real Madrid အသင်းဟာထွက်ခွာခြင်းနေတဲ့ကွင်းလယ်ကစားသမား Camavinga ကိုခေါ်ယူမယ်ဆိုရင်အနည်းဆုံးပေါင်သန်း80ပေးချေရမယ်လို့သိရပါတယ်ခင်ဗျာဒါကတော့ဖြစ်နိုင်တယ်ကာမာဗင်ဂါရဲ့အသက်အရွယ်သူကစားတဲ့ position အရာကပေါင်သန်း80 investment လုပ်သင့်ပါတယ် အများကြီးတုံးလို့ရသေးတယ်လေမန်စီးရီးရဲ့ကွင်းလယ်စုဖွဲ့မှုကလည်းပြိုမြင့်တက်လွင်နုနယ်တဲ့ကစားသမားတွေကိုပေါင်းထည့်ပေးရတော့မှာအသင်းရဲ့အဓိကတဲချက်ကစားသမားရိုဒရီပြန်လဲကောင်းမွန်လာရင်တော့ရိုဒရီရဲ့အသက်အရွယ်ပိုင်းအရာကမေကွန်းထုတ်เสียတခုဖြစ်နေပြီဆိုတော့နီကိုကွန်ဇလက်စ်လောက်ပဲရှိတော့တယ်ကျန်တဲ့နေရာတွေမှာကြည့်ကြည့်ဘာနာဒိုဆေးဗာမက်ဒီယိုကိုဗစစ်ကီဗင်ဒီဘရိုင်းနာဂွန်နိုဂန်အကုန်လုံးကအသက်30ဆွန်းဆွန်းကစားသမားတွေပဲ အဲ့တော့ကမာဗင်ကတယောက်တည်းမဟုတ်ပါဘူး။နောက်ထပ်ကွင်းလေကစားသမားတွေကိုလည်းမန်စီးတီးအနေနဲ့ခေါ်ဖို့လိုနေပါသေးတယ်။ကမာဗင်ကတော့ Real Madrid မှာအဆင်မပြေဘူးလို့ပဲပြောရမှာပေါ့နော်။ကျွန်တော်တို့တကယ့်တကား Runners မှာတီးခဲ့တဲ့ကမာဗင်ကမဟုတ်တာတော့တေးကြတယ်။ Pep Guardiola ကလည်းတချို့ကစားသမားတွေကိုပုံပြောင်းပေးနိုင်တဲ့အရေးသွေးမျိုးရှိတဲ့အတွက်ကြောင့်မန်စီးတီးခေါ်အောင်မယ်ဆိုရင်တော့ခေါ်ဦးတဲ့ကစားသမားပြောင်းရွှေ့ကြည့်အရာကလည်းအဆင်ပြေတဲ့ amount တစ်ခုဖြစ်တဲ့အတွက်ကြောင့်ကမာဗင်ကမန်စီးတီးတို့ရဲ့အပြောင်းရွှေ့တဲ့တင်တွေကိုဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ လက်စားရမိဆက်ပေးချင်တာကတော့ကျွန်တော်ရဲ့အခုဗီဒီယိုလိုကိုကြီးပတ်မှုထားတဲ့ Walking မှာ Walking မှာ One Spot ကိုလည်းကစားလို့ရပြီ Promo code ဖြစ်တဲ့ FBK အကြီးစလုံး83လုံးကိုရိုက်ထည့်ပြီးတော့ကစားပေးပါဒီတက်ပို့ပြီးအသေးစိတ်သိချင်တယ်ဆိုရင်ဘဘနမ6ကြောကြော13လုံး3ည3လုံးမှာဆက်သွယ်စုံစမ်းမေးမြန်းလို့ရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ဒီသတင်းက Football Insider ကဖော်ပြထားတဲ့သတင်းပဲဖြစ်ပါတယ်။ Arsenal, Chelsea, Liverpool စတဲ့အသင်း3သင်းဟာ ေါင်80တန်တန်ကြီးရှိတဲ့အသက်28နှစ်အရွယ်အင်တာမီလန်နဲ့ပြင်သစ်တိုက်စစ်မှုမာကတ်စ်တူရန်ကိုခေါ်ယူဖို့အပြိုင်ဆိုင်ကြိုးပမ်းနေတယ်လို့ရုတ်တိမတန်စွာဖော်ပြထားတယ်လို့ပဲပြောရမှာပေါ့နော်မဖြစ်နိုင်ဘူးအဲ့တဲ့င်းကရာဖင်ညာကိုယူနိုက်တက်ပြောင်းရွှေ့ခြင်းအမောင်းပမာဏတရဖြစ်တဲ့တန်း80နဲ့ကန်လန်တဲ့တဲ့င်းထက်ကိုပို့ပြီးရုတ်တိမတန်ဘူးဗျာတခါလေကြရင်အဲ့တဲ့င်းတွေကတကယ်ကောလာဟာလာတယ် ကျွန်တော်တို့ကဒီသတင်းတွေကိုဆွေးနွေးရဆိုတာလေသူတို့ဘယ်လောက်ထိဖွာလဲဘယ်လောက်ထိယုတ်တိမတန်လဲဆိုတာသိသိချင်းလို့ဆွေးနွေးတာလေပါပါတယ်ဆိုတော့ Marcus Turan အင်တာမီလန်ခေါ်ခဲ့ရတာဘာပြောင်းရွှေ့ခြင်းအမောက်ပမာဏမှာပေးခဲ့ရတာမဟုတ်ဘူးအခုအချိန်မှာပေါင်80တန်းလို့ဘာလို့ဆိုတာဘဲကလပ်တင်းကဝယ်မှာလဲဗျာ Marcus Turan ကိုအခု Chelsea Arsenal Liverpool ခေါ်သွားတယ်ဆိုရင်ကျွန်တော်ကြိုက်တယ်လို့ပြောကျန်တဲ့ကစားသမားတွေကိုခေါ်မှာပေါ့ Marcus Turan ရဲ့အသက်က အသက်လွန်နေပြီအင်တာမီလန်ဆိုတာကလည်းအရန်လူလေကြတာလူလေကြပင်မဲ့အရှင်တို့ကပဲကြလို့ရမယ်ဒီအသင်းကြီးတွေကတဖြည်းဖြည်းချင်းစီခံလာတဲ့အခါကျတော့သူတို့တွေရဲ့လူခေါ်ရေးစီမံကိန်းတွေကပြောင်းလဲလိုက်တယ်ဗျတနစ်ချက်နဲ့เนาะကစားသမားကိုခေါ်ရင်ခေါ်မယ်နာမည်စထွက်နေတဲ့ကစားသမားတွေကိုခေါ်ဥဝင်ဥလိမ့်မယ်အဓိကတော့ Chelsea ပေါ့လေ Chelsea ဆိုရင်ကစားသမားကောင်းတွေကိုငငယ်ရွယ်တွေကဘူးသီးအမွေးတက်တယ်လို့ခေါ်လိုက်တာရင်တောင်ရှိတယ် အဲ့ပြောချင်တာမာကတ်တူရန်လိုမျိုးအသက်အရွယ်လွန်နေပြီဖြစ်တဲ့အချို့ကုံတော့မယ်ကစားသမားတစ်ယောက်ထိုင်ရပြဿနာရတဲ့တဲ့ကစားသမားတစ်ယောက်ကတော့ပရီးမီးယားလိဂ်ကလပ်တွေကမခေါ်နိုင်ဘူးပေါင်80တန်းလဲပေးမှာမဟုတ်ဘူးပေါင်တန်း90နဲ့တောင်မာကတ်တူရန်ကိုယင်းဒီမြုပ်နှံမှုလုံမယ်လို့တော့ကျွန်တော်မထင်ပါဘူးခင်ဗျာကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကိုဆွေးနွေးရအောင် ီသတင်းကိုတော့ Team Talk ကနေပေါ်ပြထားတာပဲဖြစ်ပါတယ်။ Newcastle အသင်းကသူတို့ရဲ့ Swedish တိုက်စမှု Alexander Isak ကိုအသင်းမှာဆက်ပြီးတော့ထိန်းထားခြင်းနဲ့ဆိုရင်ပဲတခြားတိုက်စစ်ကစားသမားတွေဖြစ်တဲ့ Leon Delap နဲ့ Vidar Jorgic တို့ကိုစောင့်ကြည့်လျက်ရှိနေတယ်လို့သိရပါတယ်။ကျွန်တော်တယောက်တည်းအမြင်ပြောမယ်နော်။ Isak ဒီကစားသမားကောင်လက်ရှိချိန်ကမ္ဘာအဆင့်တိုက်စစ်မှုတယောက်ဆိုတာလက်ခံတယ်။ဒါပေမဲ့ သူ့ကိုခေါ်ထားတဲ့ပေါင်တန်း150ဆိုရင်လုံးဝမတန်ဘူးလို့ကျွန်တော်ထင်တယ်။ Newcastle ရောက်တဲ့အချိန်မှာ Newcastle ကအရင်ကြီးတွေ hype နေတဲ့အတွက်အထူးသဖြင့်ဒီနေ့ရာသီမှာပေါင်တန်း150တွေဘာတွေသတင်းတက်လာတာ။အဲ့မတိုင်ခင်အချိန်ကလာတော့ Iset ထွန်းတောက်နေတာကြားလာပြီ။ Borussia Dortmund တိတ်ပြီးအဆင်မပြေတော့ Real Sociedad ပြောင်းသွားတယ်။ Sociedad ရောက်တဲ့အချိန်မှာ Bay Club မှမကော Newcastle မှာထပ်တောက်တယ်။ကျွန်တော်ဆိုရတဲ့ပေါ့ Iset အသက်22နှစ်လောက်မှာအခု Newcastle မှာထပ်တောက်နေတဲ့လူမျိုးတောက်ရင်တော့ခေါ် ပေါင်တန်150ဆိုတော့ပေးကိုပေးရမှာတကယ်လဲကောင်းတယ်တိုးတော့အသက်ရွယ်တစ်ခုကလွန်သွားပြီဗျာ26နှစ်လောက်ရောက်တဲ့ချိန်ကျမှပေါင်တန်150ဆိုရင်တေချာစဉ်းစားရမယ်သဘောမျိုးဖြစ်သွားပြီ ESC ကတရာဒီ930တွင်းမယ်လို့အာမခံလို့မရဘူးဘာကြောင့်လဲဆိုတော့ကလပ်တင်းတင်းနဲ့တင်းက PR လည်းမတူ flow လည်းမတူချဲသေးလို့အသင်းမျိုးမှာတရာဒီ930တွင်းဖို့အရန်ခတ်တယ်ဗျာ PR အရန်များတယ်နှူးကဲဆယ် PR မရှိဘူးကစားသမားအားလုံးကသူ့ကိုပဲ supporting လုပ်ကြတာ ။ Now ပြိုင်မဲ့ဆိုင်မဲ့ကစားသမားဆိုတာလည်းသိပြီးတော့မရှိဘူး။ Jacob Murphy တို့ Anthony Gordon လောက်ပဲရှိတယ်။အာကြီးတို့ Liverpool တို့တွားကြည့်လိုက်အကုန်လုံးကကစားသမားကောင်းတွေကြီးပဲ။တယောက်တည်းယုံပြီးတော့ဆုတ်လို့မရဘူး။ Tim Blaine နဲ့အပြည့်ဝကစားရလိမ့်မယ်။ခေါ်တဲ့နဲ့သို့တော့ပေးရမဲ့ပြောင်းရွှေ့ခြင်းရပေါင်150ဆိုတာဖြစ်နိုင်ခြင်းမရှိနိုင်ဘူးလို့ကျွန်တော်ထင်တယ်။အဲ့တော့ Newcastle အသင်းကသူတို့ရဲ့တိုက်စစ်မှုကိုရောင်းကျင်တဲ့အတွက်ကြောင့်ဟိုတိုက်စစ်ကစားသမားကိုလေးလာစောင့်ကြည့်နေတယ်ဒီတိုက်စစ်ကစားသမားကိုလေးလာစောင့်ကြည့်နေတယ်ဆိုတဲ့သဘောမျိုးပဲဖြစ်ပါတယ်ခင်ဗျ။